ဟယ်လိုအားလုံးမင်္ဂလာပါဘူဝမန်ချန်ကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့ည2နာရီခွဲမှာတပိုင်းနဲ့ရှင်ပြိုင်ကစားခဲ့ကြတဲ့ Champions League ပွဲတွေထဲမှာပွဲကောင်းတစ်ပွဲဖြစ် PSG နဲ့ Bayern Munich တို့ကျွန်တော်ရှင်ပြိုင်ကစားခဲ့တယ်ဒီပွဲမှာတော့ Bayern Munich ရဲ့ဘက်ကအဝေးခွင်မှာ1-2ဆိုတဲ့ရလနဲ့ PSG အိမ်ခွင်မှာအနိုင်ယူပြတယ်ပေါ့နော်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းကြတဲ့ပွဲပါဆိုတော့ဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်နည်းနည်းလေးထပ်ပြောကြည့်အောင် ကျွန်တော်ဒီ Bayern Munich ဘက်ကကျွန်တော်စပြောကြည့်ရရင်ကျွန်တော်အထင်ကြီးစရာကောင်းတဲ့ performance ပါ။ဘာကြောင့်လဲဆိုတော့ Bayern Munich အနေနဲ့ဒီပွဲအနိုင်ရလိုက်တဲ့အတွက်ပြိုင်ပွဲစုံဒီယာဒီမှာ16ပွဲသူတို့ရှင်မင်ကစားထားတယ်။16ပွဲစလုံးအနိုင်ရထားပါတယ်။ဒီထဲမှာသူတို့တို့ဘယ်လိုပြောမလဲအခုလက်ရှိ PSG လိုမျိုးပေါ့နော်။လက်ရှိ Champions League Champion ကြီးပါဝင်နေတယ်။ဒါမျိုးလို away queen တော့ away queen မှာတော်တော်ကိုလှုပ်ပြထားတာ။ဒီပွဲက PSG တွေတော်တော်လေးကိုကန်ကောင်းခဲ့တာ။ ဒီထက်ပို့ပြီးတော့ဂိုးပြတ်မရှုံးတာကဘာလို့လဲဆိုတော့ Louis Diaz အနီးကထိသွားလို့ပါ။နော် PSG အနေနဲ့သူတို့ဘက်ကလည်း injury ပြဿနာတွေကြုံနေရတဲ့ကစားမတချို့တော့ရှိတာပေါ့လေ။ဒါမှမဟုတ်အသင်းလိုက်အနီးထားနဲ့ DRD မှာဆိုလို့ရှိရင် Bayern Munich ကတအားကိုကျွန်တော်ကောင်းနေတာ။အဲဒီ PSG ဘက်ကိုကျွန်တော်ကြည့်ရင် DRD မှာသူတို့ကဒီပွဲတွေမဟုတ်ဘူးပေါ့နော်။ပြည်ရင်းပွဲစဉ်တချို့ကိုကျွန်တော်ကြည့်ရင်တောင်မှသူတို့အကောင်းဆုံး performance တွေကျွန်တော်မတွေ့ရဘူး။ဆိုတော့ Bayern Munich ကတော့အဲ့လိုမဟုတ်ဘဲနဲ့ ပြိုင်ပွဲဆိုမှာတောက်လျှောက်ဆိုသူတို့အနိုင်ရထားတယ်။တကယ်လည်းပဲတိုက်စစ်ကအရင်ကောင်းပြီးတော့ကွင်းလေခန်းစစ်39နှစ်ရွယ်ဂူဒမမန်နွေနော်ယာကစအရင်ကိုကျွန်တော် ကောင်းပြရတာ။နော်ယာဆိုဒီနေ့ပွဲစဉ်မှာမန်နော့သမက်စုပါကျွန်တော်ရတယ်။နောက်ဆိုတော့ပထမပိုင်းမှာတော့ကျွန်တော်ဒီ PSG အနေနဲ့အိမ်ဝင်ဖြစ်အင်ရှင်ဖြစ်ပြီးမြဲတယ်လို့ဘိုင်ယန်ကိုတကယ်တမ်းကပြ17ရောက်17ရောက်ချင်းကသူတို့ကောင်းကောင်းရှင်နိုင်ခဲ့တဲ့တည်းမှာမပါဘူး။ အဲ့ကြောင့်လေဆိုတော့ဘိုင်ယန်မြူနီရဲ့ဘက်ကကြီးပဲတကယ်လှုပ်ပြတယ်ပြီးရင်ဂိုးတွေလာလဲဘိုင်ယန်မြူနီရဲ့ဘက်ကကြီးပဲကျွန်တော်တွင်းနေတာနှစ်ဂိုးပေါ့လူဝစ်ဒီယက်စ်က၄မိနစ်မှာနေစပြီးတော့ဂိုးရတယ်ပြီးလည်းပြီးတော့32မိနစ်မှာနောက်ထပ်တဂိုးရတယ်အဲ့ဒီ32မိနစ်မှာရတဲ့ဂိုးကတော့ဒီအသင်းကောင်းဆောင် မာကွင်ဟုတ်စ်ပါမာကွင်ဟုတ်စ်နေနဲ့အဲ့ဒီလုံကသူတော်တော်လေးကိုပေါ်ပေါ်ရောခဲ့တယ်လို့ပြောရမှာပေါ့ကပတိန်တယောက်အနေနဲ့ဆိုလို့ရှိရင်ပေါ့နော်အသင်းကရှုံးနေတဲ့အိမ်ဝင်းမှာဖြစ်နေတယ်ဆိုမှ နိုင်မှုလိုပါတယ်ဆိုမှသူအဲ့လိုဖြစ်ခဲ့တာတော်တော်လေးကိုသူတိုင်ပတ်ပါတယ်ဆိုတော့တူးစီနဲ့ကျွန်တော်နိုင်နေတဲ့အချိန်ပြည့်ရဲ့ဘက်ကအခွင့်အရေးတချို့ပဲကျွန်တော်ရတာเนาะတိုင်ပဲလို့ဘာမှမလုပ်နိုင်ခဲ့ဘူးပြအဲ့ဒီမှာလိုပဲကျွန်တော်ပထမပိုင်းပြီးခင်ဒီမှာပဲဘာဖြစ်လဲဆိုတော့၄၀နဲ့ကျွန်တော်ဘောနော်ဒီ9မိနစ်အချိန်ပေါ်မှာဆိုလို့ရှိရင် Louis Diaz အနီးကထိတယ် Louis Diaz Louis Diaz အနီးကထိတယ်ဆိုတော့ဟိုဘယ်လိုပြောမလဲဒီအားကတော့ဘောနော် reckless ဖြစ်တဲ့ challenge ပေါ့ဗျာ6တောင်2ချောင်းစလို ground ကကြွပြီးတော့ဟို hockey မီးပါတော်တော်လေးစူးစူးဝါးဝါးပုံစံမျိုးသူကလည်းငိုယူပြီးတော့ပါကျွန်တော်တို့ကိုင်းတွေကနေပြီးတော့ထွက်သွားရတယ်ဆိုတဲ့အခါကျတော့တော်တော်ကိုစိတ်မကောင်းစရာဖြစ်ပြမျိုးပါ Louis Diaz ကတော့လုံးဝ hero ဖြစ်မဲ့အနေထားကနေပြီးတော့0အထိရောက်မဲ့အခြေအနေမျိုးသူကြုံခဲ့ရတဲ့အတိုင်းပဲပွဲနိုင်သွားရတယ်ဆိုတဲ့အခါကျတော့ဗောနော် ဘိုင်ယန်မြူနစ်တော့အဆင်ပြေတယ်ပေါ့ဗျာဒါပေမဲ့လည်းကျွန်တော်တို့လာမယ့်ပွဲစဉ်တွေအရေးကြီးတဲ့ပွဲတွေကြာရင်တော့လူဝီဒီယက်စ်ကိုသူတို့လက်လွတ်ကောင်းလက်လွတ်ရမှာပေါ့နော်ဒါကတော့တည်င်းစိုးပေါ့လေဘိုင်ယန်မြူနစ်ရဲ့ဘက်ကဂနာဘရီတို့ဘာတို့ကိုကျွန်တော်တို့ပေါ့နော်အဲဒီပွဲမှာဂနာဘရီကတော်တော်လေးကောင်းတယ်အချိန်ကြီးအရသာဒုတိယပိုင်းမှာခန်းစစ်ကိုပို့ပြီးတော့အားပြူရတော့မှဖြစ်တဲ့အတွက်တယောက်ကလည်းရော့နေပြီဆိုတော့လူစားလဲလဲရတာ လူဝီဒီယက်စ်တော်တော်လေးကောင်းနေအိုလီစီဆိုလို့ရှိရင်ဒီဘက်မှာအဆင်ပြေအောင်တော့ပဲရှိတာเนาะအိုလီစီရဲ့အကောင်းဆုံး performance မဟုတ်သေးဘူး Harry Kane ကတော့ Harry Kane ပေါ့ဒါညီကတို့တည်တဲ့အတိုင်းပဲ Kane ကတော့ Kane ဖြစ်နေစေကွင်းလင်မှာဆိုလို့ရှိရင်လည်း Kimmich နဲ့ဒီ Pablo Beast တို့ကတအားကိုကျွန်တော်ကောင်းနေတယ်မှာပါတယ်သူတို့အတွဲကလေပြီးရင်နောက်တန်းမှာဆိုလို့ရှိရင် Joseph Stanisic တို့ဘာတို့ကတကယ်ကိုအားကိုးရတယ်เนาะ counter attack တွေသွားတဲ့နေရာမှာလည်းသူ space ရရင်ရတယ်လို့သူလိုက်ပြီးတော့ attack လုပ်ပေးတယ် ခန်စစ်မှာဂျိုနသန်တာကြီးရဲ့ဒီနေ့ပွဲတအားကိုကောင်းတာဗျာဂျိုနသန်တာကြီးကပြီးရင်ဒုတိယပိုင်းတယောက်ယောက်နဲ့ကစားတဲ့နေရာမှာလဲပေါ့နော်ဂူသမားမန်နူရယ်နူရကတောက်လျှောက်စုတွေကြောင့်လိုက်ပုတ်တာလိုက်ပုတ်တာလိုက်ဖမ်းတာဆိုတော့အဲ့ကြောင့်လည်းသူမန်နော့တမဲစုရသွားတယ်ဗျာအဲ့ကြောင့်ဒီပွဲမှာဘိုင်ယန်မြူးနစ်ရဲ့ဘက်ကကျွန်တော်တို့ကတော်တော်ကိုအထင်ကြီးစရာကောင်းတဲ့ performance ပါနော်ပြီးရင်ဟို PSG ဘက်ကတော့ပေါ့နော်ကျွန်တော်တို့ဖြစ်တွေ့ပြရမယ်ဆိုရင်ဒူဝေးတို့ဒီနေ့ပွဲစမှာ injury ကြောင့်မပါနိုင်ဘူးတမ်ဘီလီကပထမပိုင်းမှာစောစောစီစီလူစားလေးလေးရတယ် ကြောင်နီဘက်တူပါလို့ကဒုတိယပိုင်းမှာပါရတယ်။ဘာကြောင့်မြန် Emery တို့ကိုထည့်လာလဲတော့မသိဘူးပေါ့နော်။ပြီးရင် Hakimi ကလည်းကျွန်တော်အနေနဲ့ဒါလဲလဲရတယ်ဗျ injury ပြဿနာကြောင့်ဆိုတော့ခြုံကြည့်ရရင်ဘယ်လိုမှပြည့်ကြည့်ဘက်ကကျွန်တော်တွေးကြည့်မယ်ဆိုရင်လည်းပဲအဆင်မပြေဘူးပေါ့နော်။သူကနေသူ injury တွေကကြုံထားတာဆိုတော့တော်တော်လေးပဲတကယ်၁၁ယောက်၁၁ယောက်ချင်းနေထားမှာပြည့်ကြည့်အနေနဲ့လုံးဝ Bayern Munich ကိုဒုက္ခမပေးနိုင်ခဲ့ဘူး။ကိုဆိုတာကဒီယာဒီမာရင်ကိုပဲနှစ်သင်းစလုံးမှာကအချီနီတွေကကွာနေတာပဲ။အဲကြောင့်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်။ ဘိုင်ကျွန်တော်ကတော့ဘိုင်မြူနစ်အနေနဲ့တော်ကိုထိုက်တယ်နဲ့ performance လို့ကျွန်တော်တို့ပြောခြင်းနဲ့ injury ပြဿနာတွေဆိုတာနှစ်သိန်းစလုံးမှာကြုံနေရတာပဲဘိုင်ယန်တို့ပါလို့မှာဆိုလို့ရှိရင်လည်းမူစီယာလာတို့ကစားမတွေမပါနိုင်ဘူးကနာပရီတို့လိုတိုင်ပတ်နေပါတယ်ဆိုတဲ့ကစားမတွေကိုမဖြစ်မနေတုံးရပြီးတော့ဒီယာဒီမှာသူအဆင်ပြေတယ်လို့ဖြစ်လာတာကုမ္ပဏီရဲ့လက်အောက်မှာဆိုတော့နီးပြဖြစ်တဲ့ကုမ္ပဏီကတော့ဒီဘိုင်ယန်မြူနစ်အသင်းကိုအမှန်ကန်ကိုပြောင်းလဲပေးထားတယ်ဘယ်တော့မှမမြင်ရဘူးတဲ့ record တွေကျွန်တော်မြင်လာပြီပေါ့နော်အဲကြောင့်ဘိုင်ယန်ကတော့ 1 2ဆိုတဲ့ရက်လည်းနဲ့ကျွန်တော်အနိုင်ရပြီးတော့16ပွဲမှာပြန်ပွဲစုံ16ပွဲစုံအနိုင်ရထားတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ရောဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးပါတယ်